ယူနိုက်တက်ဂျေဆူးနဲ့ဥရောပဝင်ခွင့်အရေးအတွက်စံချိန်တင်ရရှိဖို့ရှိနေတဲ့ပရီးမီယာလိမ်းဘရင်းသမားလုံးဝမိန်လောင်းများရွှေရောအိုင်ဘက်ခွန်ရှိကိုအွန်လိုင်းအကြိမ်ကနေပြန်လည်ကြိုးလိုက်ပါရင်ပရီးမီယာလိမ်းကတော့မန်ချက်စတာယူနိုက်တက်နဲ့စပါအတင်းတွေဂျေဆူးနဲ့စံချိန်တင်ဥရောပဝင်ခွင့်အရေးအတွက်ကိုလာမယ့်ရာသီမှာရရှိသွားဖို့ရရှိနေပါရင်ယူနိုက်တက်နဲ့စပါလို့ဟာပြီးခဲ့တဲ့ယူရောပလိမ်းဆီမီဖိုင်နယ်မှာနိုင်ပွဲကိုကိုစီရခဲ့ပြီးဖိုင်နယ်တက်လန်းဖို့ရအချိန်နဲ့ကောင်းဆုံးရှိနေကြတာဖြစ်ပါရင်ယူနိုက်တက်ကအဝေးကွက်မှာအက်တလီကိုပြပါအိုကိုစပိန်ကျုံးပြီး အကောင်းဆုံးပုံစံပြတာက3ခုပြန်နိုင်ခဲ့တယ်လို့စပါးကလည်းဘိုလိုဂလင်းအသင်းကို3ခုတခုနဲ့အနိုင်ရလာတာဖြစ်ပါတယ်။နှစ်သင်းစလုံးဖိုင်နယ်ရောက်ဖို့တည်ကြနေပြီဖြစ်တာကြောင့်ပရီးမီးယားလိဂ်အနေနဲ့လာမယ့်ရာသီဥရောပဝင်ခွင့်မင်းများဆဆာရာသွားတော့ဖို့ရာရှိနေတာလည်းဖြစ်ပါတယ်။မင်းများလိဂ်ဟာလာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်900အထိရရှိနိုင်ခြင်းရှိနေပါတယ်။လက်ရှိမှာပရီးမီးယားလိဂ်က900အထိပိုင်ဆိုင်ထားပြီလည်းဖြစ်ပါတယ်။ချန်ပီယံလိဂ်ကွာတာဖိုင်နယ်မှာအာဆင်နယ်အသင်းဟာရီယယ်မက်ဒရစ်ကိုကျော်ဖြတ်နိုင်ခဲ့ပြီးတဲ့နောက်ပရီးမီးယားလိဂ်ဟာလာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်900အထိရသွားခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကသူတို့ပြိုင်ပွဲမှာရလက်ကောင်းနေတဲ့နိုင်ငံကလိတွေကိုနောက်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်တနေရအပိုပေးနေလို့ပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင်ပြီးခဲ့တဲ့ရာသီတုန်းကအီတလီနဲ့ဂျာမန်ကလပ်တွေကဥရောပပြိုင်ပွဲတွေမှာနောက်ဆုံးဆင့်နေအထိရောက်ခဲ့ချပြီး ရလက်လေးကောင်းခဲ့ကြပါတယ်။ဒါကြောင့်ပဲဂျောင်းဝန်နဲ့ဘောလွန်နာအသင်းတို့ဟာဘွန်နန်နီကာနဲ့စီးရီတို့မှာအဆင့်၅နေရာမှာယက်တီနိုင်ခဲ့ကြပေမဲ့ဒီအာဒီမှာချန်ပီယံလိဝင်ခွင့်ကိုကြီးရခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီအာဒီပရီးမီးယားလိမှာအဆင့်၅ရထားတဲ့အသင်းကချန်ပီယံလိဝင်ခွင့်ရမှာဖြစ်ပါတယ်။နေရာ၅နေရာအထိချန်ပီယံလိဝင်ခွင့်ရထားပြီဖြစ်တဲ့ပရီးမီးယားလိဟာသင်ချာနီးယနောက်ထပ်၂နေရာထပ်ရနိုင်ခြေရှိနေပါတယ်။စပါနီယူနိုက်တက်တို့ဟာယူပါလိဖိုင်နယ်မှာတွေ့ဖို့များနေပြီး All English Final ဖြစ်လာတော့မှာပါ။ပိုဆွဲတဲ့အသင်းကချန်ပီယံလိဝင်ခွင့်ရမှာဖြစ်တဲ့အတွက်ပရီးမီးယားလိက6နေရာအထိ ဝင်ခွင့်ရဖို့တရားလောက်ဖြစ်နေပါပြီ။နောက်ထပ်တနေရာကတော့ဖြစ်နိုင်ခြေရှိပေမယ့်ဖြစ်လာနိုင်ခြေတော့နေပါတယ်။အကြောင်းရင်းကတော့အာဆင်နယ်အသင်းအနေနဲ့ချန်ပီယံလိမ့်မှာပိုဆွဲမယ်၊ပရီးမီးယားလိမ့်မှာအဆင့်၅ပြင်ပါရောက်သွားမယ်ဆိုရင်ဝင်ခွင့်တနေရာကျိုးလာမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းချန်ပီယံလိရဖို့ရောအဆင့်၄ကနေအဆင့်၅ပြင်ပါကိုရောက်ဖို့ရောကဖြစ်နိုင်ခြေခင်းရင်တာဖြစ်ပါတယ်။ဆိုလိုချင်တာကချန်ပီယံလိရသွားတာကဖြစ်နိုင်ပေမယ့်ပရီးမီးယားလိမ့်မှာအဆင့်၅ပြင်ပါကိုရောက်သွားဖို့ကဖြစ်နိုင်ခြေနည်းလွန်းလို့ဖြစ်ပါတယ်။ဒါကတော့လာမယ့်ရာသီပရီးမီးယားလိအနေနဲ့ချန်ပီယံလိဝင်ခွင့်900ချီရရှိနိုင်တဲ့ဖြစ်နိုင်ခြေလေးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အားချန်ပီယံလိဂ်အပြင်ယူဘာလိဂ်နဲ့ယူဘာကွန်ဖရင့်လိဂ်တို့မှာလည်းဝင်ခွင့်နေရာတွေကိုတိုးနိုင်ပါသေးတယ်။အကယ်၍ချဲဆင်းတင်းသာကွန်ဖရင့်လိဂ်မှာပိုဆွဲပြီးအဆင့်၅ပြင်ပါရောက်ခရင်ကာဘောင်းချန်ပီယံနျူကာဆယ်အဆင့်၅ပြင်ပါရောက်ခရင်မန်စီတီအသင်းရဲ့ FA ဘလာဖိုင်နဲ့အချိန်လေးစသည်ဝါမူတည်နေပါသေးတယ်။ဒါကြောင့်ပရီးမီးယားလိဂ်ရဲ့ထိန်းဆုံး၅သင်းယူဘာလိဂ်ချန်ပီယံချန်ပီယံလိဂ်ချန်ပီယံစုစုပေါင်း9သင်းချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားနိုင်သလိုအဆင့်၆ကအသင်း FA ဘလာချန်ပီယံ ကွန်ဖရင့်လီချန်ပီယံတို့ကယောဘာလေးဝင်တာဖြစ်နိုင်ပါတယ်အဲ့ဒါပြင်ကာရာဘောင်းချန်ပီယံနျူကာဆယ်ကကွန်ဖရင့်လီဝင်တာမျိုးပါဒါဆိုရင်တော့စုစုပေါင်း၁၇တင်းအထိဥရောပမှာအင်္ဂလန်အသင်းနဲ့ဝင်ကူယောဘာဝင်ဝင်ရသွားမှာဖြစ်ပါတယ်အဲ့ဒီကမှဥရောပဝင်ဝင်၆နေရာအထိရတာကဖြစ်နိုင်ခြင်းအများဆုံးဖြစ်နေပြီဖြစ်ပြီးကျန်တဲ့နေရာတွေကတော့ဖြစ်လာမလားဆိုတာ စောင့်ကြည့်သွားမှာဖြစ်ပါရင်ပြည်သူတွေကရောဖြစ်နိုင်ခြေရှိမယ်လို့ထင်လားကွန်မန့်မှာမှတ်ချက်ပေးဝေမျှသွားလို့ရပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ